မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့ဒီစုံတုံးမဟုတ်မပေါ့နော်စုံကနန်းတုံးမဟုတ်မကနန်းပင်ရှိအထင်ကြီးလဲလုံးယူတဲ့နေ့ကိုတွင်နေတဲ့ကွာအချင်းပြပေးသွားမှာဖြစ်ပါတယ်ပင်ရှိကြီးလဲလုံးဖြစ်ပါတယ်ပေါ့နော်စုံတုံးမဟုတ်မဖြစ်ပါတယ်ထိတ်လေဘိတ်အထင်ကြီးလဲလုံးယူတဲ့နေ့အတူတူကျွန်တော်တို့လေးလာကြည့်အောင်လားခင်ဗျာအဲ့ဒီနံပါတ်စဉ်က63 64 65အနည်းစာပြီးတော့ပြပေးထားခြင်းဖြစ်ပါတယ်။အဲ့မှာ96တိဆိုတဲ့အတွက်မာကနန်းဖြစ်ပါတယ်ပေါ့နော်။ခြားပြီးသွားတာက963ဆိုတဲ့အတွက်အထီကီက9ရယ်9ရယ်ဆိုပြီးတော့ထိစီနဲ့အလဲထိမှာနှလုံးစလုံးရှားပြီးသွားတယ်ပေါ့နော်။64မှာတော့နီလေး68ဆောင်ကနန်းထဲက၄တလုံး93ညာ၄ဖြစ်ပါတယ်65 3959မှာတော့ ငါးတုံများသုံးစွဲအတွက်အထူးကိငါးနဲ့သုံးနေဖြစ်ပါတယ်60နဲ့6မှာခွန်ကုတစ်တုံးကိမှာသုံးတလုံးသုံးသုံးချောင်းချပြီးသွားတယ်ပါနော်လေးရှောင်းရှစ်တုံများစုံကနန်းအထူးကိလေးလုံးထဲကတုံညာလေးတစ်စွဲအတွက်တုံညာရဲ့လေးရဲ့ပေါ့နော်နောက်ထပ်တစ်တုံး9ခွန်ကိထဲက6ရှောင်းခွန်စ်စွဲအတွက်ခွန်စ်တလုံးချပြီးသွားတာဖြစ်ပါတယ်ရှိတုံညာနေလေးထက်က6တုံညာ6ဆွဲအတွက်အထီးကိတုံညာတလုံးရှားပြီးသွားတာဖြစ်ပါတယ် နေလေး68တဲ့ကနေတလုံးရဲ့6တလုံးရဲ့66နေပေါ့နော်ပြီးရင်9ခွန်9တိကီးတဲ့က66 9 9တလုံးရှားပြီးသွားတာဖြစ်ပါတယ်နောက်ထပ်ခွန်9တိတုံးမာကဒန်ပဲပေါ့နော်အဲ့ဒီမှာ96နေဆိုတဲ့အတွက်ကြောင့်မို့အထီးကီး9တလုံးထိစီနေတာကဖြစ်ပါတယ်ရှစ်တုံများနေလေးဆုံးကီးတဲ့က3ညရဲ့၄ရက်3ညလေးလေးအပြီးပေါ့နော်တုံများနေလေးလျှောက်ဆုံးကီးပဲဖြစ်ပါတယ်နေနေတိဆိုတဲ့အတွက်အထီးကီးနေတလုံးထိစီနေအလဲထိုင်နေရမှာဖြစ်ပါတယ် ရှင်းတော်များနေလေးဆောင်ကြည့်ပဲပေါ့နော်ရှင်းလေးတောင်းဆိုတဲ့အတွက်အတီကီရှင်းတဲ့အလေးနဲ့ထိတ်စီးတဲ့အလေးနေရာမှာချပြသွားတာဖြစ်ပါတယ်ရှင်းလျှောက်တောင်းမှာလည်းအတီကီချစ်ရဲ့ချောင်းရဲ့ပေါ့နော်နေတော်များကိုတပြင်းမှာတော့အတီကီတောင်းများရဲ့နေရဆိုပြီးတော့ကီးနှလုံးစလုံးထိတ်စီးတဲ့အလေးထိနေရာမှာချပြနေတာဖြစ်ပါတယ်ခွန်ခွန်ကိုမှာလည်းခွန်ခွန်ကိုအပြီးပေါ့နော်ပြန်ခွန်တုံများတုံများတပင်မှာတော့အထီးကြီးတုံများတလုံးအလေးနဲ့အပိတ်နေရာမှာဖြစ်ပါတယ် ခွန်ကိုတိတုံမာကနန်အထီကိမှာ3ခွန်ခွန်ဆိုတဲ့အတွက်အဲ့ဒီမှာအပြီးဖြစ်ပါတယ်ဗောနော်သိစီကိုအပိတ်ကိုဗောနော်အကြိမ်အဖြစ်80ကြိမ်ရှိသွားခဲ့ပြီဖြစ်ပါတယ်နောက်ထပ်80နဲ့တေဗောနော်83အပြင်ပေါင်း80မှာ3596ကိဗောနော်3596ကိမှာ694ဆိုတဲ့အထီကိကိုဒလုံးကအလေထိန်နေရာကရှားပြီးသွားတယ်ငယ်လေး68ဆုံးကနန်းအထီကိတဲ့က6ဒလုံး963 3909မာဂရန်အထီကီလေးလုံးထဲက9တလုံး6ချေခွန်ဒီနိနိခွန်တပင်နဲ့3ရှိရှိရာတွေတပင်ကိုတော့အတွင်းနဲ့တကွာရှင်းပြပေးသွားမှာဖြစ်ပါတယ်။ Okay ပင်ရှိဖြစ်ပါတယ်ဗနာအချိန်ရအဖြစ်80ကျော်အထိရှိသွားခဲ့ပြီဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်သူ့ရဲ့အတွင်းကို အတူတူ လေ့လာကြအောင်ဗနာပင်ရှိအထီကီလေးလုံးယူတဲ့နေ့ဖြစ်ပါတယ်။ ကျွန်တော်ဒီအစားအနေတော့မပြတော့ဘူးပေါ့နော်ဒီ6ပင်လောက်ကို ပြန်ပြီးသွားမှာဖြစ်ပါတယ်။ Okay ဒါဆိုရင်ကျွန်တော်တို့အတူတူပေါင်းကြည့်မယ်ပေါ့နော်ပင်ရှိကီလဲလုံးယူတဲ့နေ့20နံပါတ်10ဖြစ်ပါတယ်။ Share video မှာလည်းပင်ရှိကီလဲလုံးကတခါလေးပြပေးသွားမယ်ပေါ့နော်။ Share video မှာလည်းတင်ပြထားပြီးဖြစ်ပါတယ်။ခုနှစ်နာကြိမ်ပေါင်းဆက်လေး33 4ဆိုတော့6လေးပေါင်းတာ73 9လေး90တုံများပေးပါနော်။ ဒီတင့်တဲ့ချိန်ကနေ63ပေါင်းရှင်9ဆိုတဲ့အတွက်9နဲ့2နဲ့ကဆက်တည်ရတယ်တောင်းညာနဲ့9ပေါင်းရှင်9 9တေ30တုံးတလုံးကြံတဲ့အတွက်3509မာကနန်အထီကီလေးလုံးစုပြီးယူမယ်ပေါ့နော်။ခြားပြီးသွားတာဒီ69လေးဖြစ်ပါတယ်။ဒါကြောင့်မို့အထီကီအနေနဲ့9တလုံးက အလဲထိန်နေရကခြားပြီးသွားတာဖြစ်ပါတယ်။ Okay နောက်ထပ်ကျွန်တော်69လေးတပင်ကနေအပေါ်အယူတဲ့နေ့တိုင်းပဲထပ်ပြီးတူတူ ပေါင်းကြည့်မယ်ပေါ့နော်။ 3909မှာ694ဆိုပြီးဒီမှာရေးပြပေးထားတယ်ပေါ့နော်။ဒါဆိုရင်80နဲ့နှစ်ပေါ့နော်80နှစ်ဖြစ်သွားမယ်နှစ်လေးရှောင်ရှင်းစုံကနန်းရတာကိုတက်ပြီးလေ့လာကြအောင်။ဒီ9နှစ်ချိန်ပေါင်း78ပေါ့နော်8က4ချိန်ဖြစ်သွားမယ်8လေးလီ30နဲ့နှစ်ကိုနှစ်ပဲရေးပါမယ်။9လေးလီ20 24ပေါ့နော်3နှစ်ကြိမ်6 9နှစ်ပေါင်းတာ17 9နှစ်ကြိမ်30 6ကိုပေါင်း15ဆိုတဲ့အတွက်4နှစ်တစ်ပေါင်းရှင်က9နှစ်ပေါင်း30နှစ်တစ်လုံးကြံတဲ့အတွက်2လေးလျှောက်ရှင်း ဆောင်ကနအထီကီးတဲ့က9 6 3ချပေးသွားတယ်ဗောနော်အထီကီးအနေနဲ့6ကလုံးအလဲထဲနေရာကပဲထပ်ပြီးချပေးသွားတာဖြစ်ပါတယ်โอเคနောက်ထပ်963အနေထပ်ပြီးဒီလာကြအောင်62ကျိန်း7 935ဆိုတော့ပေါင်းရှင်9ရမှာဖြစ်ပါတယ်3427နှစ်ကိုနှစ်နဲ့ပေါင်းရှင်၄ပါနော်နှစ်နဲ့ကျိန်း၄996ဆိုတော့ပေါင်းရှင်30ဖြစ်သွားမှာဖြစ်ပါတယ် တောင်ညာဒီလေးမပါတော့ဘူးပေါ့နော်39ပေါင်း80ပြည့်ဖြစ်ပါတယ်ခွန်4ပေါင်း73တိကိုနင်းနေပေါင်း3ဆိုတဲ့အတွက်3509မာကနန်အထီးကြီးလဲလုံးမှာ689ဆိုတဲ့အတွက်အထီးကြီးခုနှစ်တလုံးကကျွန်တော်အဲ့အပိတ်ညာကရှားပြီးသွားတယ်ပေါ့နော်ဒါကြောင့်မို့3509မှာ689ဆိုပြီးတော့အကျဉ်းအဖြစ်80နှစ်မှာရေးပြပေးထားတယ်ပေါ့နော်ဒါဆိုရင်ဒီနိနိခွန်တပင်ကိုထပ်ပြီးလေ့လာကြည့်အောင် ဒီရှင်းနှက်ကြင်၁၆ပါနော်ဒါဆိုရင်၆က၄ကြင်ဆိုတဲ့အတွက်၂၄ကို၄ပဲရည်မယ်၃လေးလီစနစ်နင်းနဲ့၆ပေါင်းရှင်းရှိဖြစ်ပါတယ်၆နှက်ကြင်စနစ်ကို9နဲ့ပေါင်း9 63 28 9เนี่ยป้องน่ะสักคนဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်ဒီ6နဲ့9ပေါင်းချင်းက73ပေါ့เนาะ3ခုပေါင်း28တလုံးကျန်နေအတွက်8တုံးများနေလေးအထီးကြီးဆိုပြီးယူမယ်ပေါ့เนาะနင်းနစ်ခွန်ဆိုတဲ့အတွက်ကြောင့်မို့အထီးကြီးနေတလုံးထိတ်စီနဲ့အလဲထိုင်နေရမှာ ချပေးသွားခဲ့တာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီချစ်တုံများနိလင်းဆိုပြီးရမှာပါနော်။နိနိခုံမှာအထီးကနိတလုံးဒီအထိစီနဲ့လည်းထိနေရမှာချပေးသွားတယ်ပါနော်။ဟုတ်ကဲ့နောက်ထပ်အပင် အပင်ကြီးအဖြစ်84 388ရာဒီတပင်ကိုထပ်ပြီးလေ့လာကြအောင်။ဒီမှာနိက9ကြိမ်ပါနော်။နိ9လီ30ဖြစ်ပါတယ်။တုံများပဲပါနော်။ရှင်းလေးဒီ30နိနိ9ပေါင်းရှင်9 9နာချိန်30နိနဲ့၄ပေါင်းချင်း6 6နာချိန်7နိနဲ့9 9နဲ့ပေါင်းတာ78ဖြစ်ပါတယ်963 3ရှစ်ပေါင်း73ဆိုတဲ့အတွက်3359မာကနန်အထီးကီးမှာရှားပေးသွားတာက388ဖြစ်ပါတယ်ဗောနော်ဒါကြောင့်မို့အထီးကီးအနေနဲ့3သလုံးကအထိစီးနေရာကရှားပေးသွားတာဖြစ်ပါတယ်3359မှာ388ဖြစ်မယ်ဗောနော် တဲ့တော့၅ခုမှ၃ရှိရှိဆွေတဲ့အတွက်၃တလုံးထိပ်စီနေရာကခြားပြီးသွားတယ်။အချိန်အားဖြင့်84နဲ့၄ချိန်ထိခြားပြီးသွားခဲ့ပြီးပြီပေါ့နော်။ Okay ထပ်ပြီးတော့လေ့လာကြည့်အောင်၉ချိန်အတွက်ဒီ၈နှစ်ချိန်၁၆ဖြစ်ပါတယ်။၃၃၄၉ပေါ့နော်။၉နဲ့၆နဲ့က15ဆိုတော့၅ပဲရမယ်။ဒီ၆ကတစ်ချိန်၃နဲ့ပေါ့၃၆ောင်းရှင်း၉ဖြစ်သွားမယ်။ပြီးရင်၆၃၄က၁၈ဖြစ်သွားမယ်ပေါ့နော်။၈ကို၉နဲ့ပေါင်းတာက၁၈ဖြစ်ပါတယ်။ ။ဒါဆိုရင်ငါးနဲ့၆ပေါင်း၁၁ကိုနဲ့ပေါင်းရင်၂၀၂၇9 3ဆိုပြီးတော့ဒီ9ချိန်မှာမာကနန်အထီကြီးဖြစ်မယ်ပေါ့နော်။မာကနန်အထီဆိုပြီးရမှာဖြစ်ပါလေ။ခွန်9 3တဲ့တုံးဆိုတဲ့အတွက်ကျွန်တော်9ချိန်မှာတော့ဒီကြီးဆက်ပြီးပေးသွားခဲ့မယ်ဆိုရင်ပေါ့ကျွန်တော်မာကနန်ထီကိုထီရမယ်ပေါ့နော်။ ခွန်ကိုတီတုံးဒီကီလေလုံးပေါ့နော်ဒီငါးကိုတော့နိစာပြပေးထားရှင်ဖြစ်ပါတယ်ခုလိုလိုစေတော့လုံးဝမပြတ်သေးဘူးပေါ့နော်ရှေ့မှာတင်ပေးထားတဲ့ဒီကီလေလုံးကကိုခွန်ကိုကနိစာပြပြပေးထားတာဖြစ်ပါတယ်တော်များတင်ရှိ6ခွန်ကီမှာခုနှစ်တလုံးကိုခွန်ကို96တင်းမှာ6တလုံး3များ63 3 4 9 3များမှာ3 9 63 3 6 2 6 4 8 6995986သလုံးတတိလျှောက်969တုံများ9993 93များလေးပြီးရင်9933 336 394ချစ်လျှောက်ခုမှာရှားသလုံး6တုံများ6 66 665ပေါ့နော်ပြီးရင်96တတိပင်မှာတော့ကျွန်တော်အထူးကြီးအနေနဲ့96တတိတဲ့က6ရဲ့2ရဲ့96တတုံများလေးလေးနိနိတ743 663မှာတုံးသလုံးနိတုံများ9999 ခွန်တုံညာတုံညာ3ခွန်ခွန်ရှိကိုလေး963တော့တလုံးပါနော်ရှောက်ရှိခွန်မှာရှောက်ရခွန်ရဲ့နိနေခွန်3ချစ်ချစ်ဒီတစ်ပတ်မှာလေသူက3493မြဒါဆိုရင်ဒီဘက်မှာကျတော့3ရ9ရတူတော့မယ်ပါနော်93ဒီလိုအထီးကီးဆိုပြီးတော့ဒီကိနခုစလုံးအားကောင်းတာဆိုရင်ဘောနော်3ရ9ရဆိုပြီးတော့ကီတူနေတာဖြစ်ပါတယ်။ Okay ဒီ9ချိန်ဘောနော် 16ရက်9လပိုင်းဒီ9ကြိမ်အတွက်ကျွန်တော်အထီးကြီးလေးလုံးပေါ့နော်ပင်ရှိကြီးလေးလုံးအနေနဲ့20တက3493များဆိုပြီးရတယ်ပေါ့နော်နောက်ထပ်20တမျိုးကတော့အခုနာကပြလိုက်တဲ့9913ဆိုပြီးမာကနန်းထီရမယ်ပေါ့နော်ဆိုတော့အဲ့ဒီမှာအားကောင်းတာကတော့တင်တော့3တလုံးအားကောင်းတယ်6တလုံးအားကောင်းတယ်ပေါ့နော် โอเคကျွန်တော်၄၈၃ညအားနေတဲ့အတွက်ကြောင့်မို့၄ရက်၃ညရဲ့အားနေတယ်ဆိုရင်၃၉ပါเนาะဒီ၃၉နှလုံးထက်က၃ဒလုံးဒီလဲအားနေတဲ့မှာပါနေတဲ့အတွက်၉ဒလုံးကိုကျွန်တော်အပြူရမှာဖြစ်ပါတယ်ဗောနော၉ချိန်မှာ၉ဒလုံးအပြူမှာဖြစ်ပါတယ်